ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့တောင်းလုံးပေါင်းချင်းပရိနီးနှမျိုးကိုပြန်လည်မျှဝေတော့မှာဖြစ်ပါတယ်ဗောနော်အရင်ဆုံးနံပါတ်1ဒါကတော့ကျွန်တော်နီးနံပါတ်1ဖြစ်ပါတယ်ဒါကတော့နီးနံပါတ်2ဗောနော်ဒါကိုကျွန်တော်ပုံတူပြပေးထားတယ်ဗောနော်ရှောက်9နှစ်ပရိရဲ့နီးရှောက်10ပရိရဲ့မှာကျွန်တော်ပုံတူကဒီမှာ6 6ဒီရှောက်တလုံးပုံတူတယ်ဗောနော်ပြီးရင်ကိုကမပါဘူးဗောနော်ဒီမှာနီးနီးဆိုပြီးတော့နီးပရိ6နှစ်ပုံပရိထဲကကျွန်တော် 3399ဖြစ်ပါတယ်3399ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီ3ရက်3ရက်9ရက်ဒီ3လုံးပေါင်းရှင်းဒီဒီမှာနေပရိဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်နံပါတ်2နံပါတ်2မှာကျွန်တော်ဒီနေ့အရာပေါ့နော်3936ပရိရဲ့တုံညာလေးလျှောက်ပရိရဲ့ဆိုပြီးဖြစ်ပါတယ်အဲ့ဒီမှာပုံတူပရိကတုံညာရဲ့လျှောက်ရဲ့တုံညာရဲ့လျှောက်ရဲ့ဆိုပြီးဖြစ်ပါတယ်ပေါ့နော်3တုံညာကိုပြီးတော့ကျွန်တော်နောက်ထပ်တစ်ချိန်မှာဆိုရင်3 9နေဖြစ်ပါတယ်ခင်ဗျာ ဒါကြောင့်မို့၃၅နှစ်ဒီ၃လုံးပေါင်းရှင်းဒီ30ပရိဖြစ်ပါတယ်ဗောနော်တောင်ညာပရိဖြစ်ပါတယ်ခင်ဗျာနောက်ထပ်နံပါတ်၃နံပါတ်၃မှာကျွန်တော်တင်လေးခွန်ပရိရဲ့တောင်ညာလေးလျှောက်ပရိရဲ့ဗောနော်အဲ့ဒီမှာပုံတူပရိကတလုံးသေးပဲဖြစ်ပါတယ်လေးပရိပဲဗောနော်၃၅နှစ်ပြီးတော့ကျွန်တော်၃၉နှစ်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့၃၉ပေါင်းရှင်းဒီ7နှစ်နှစ်နဲ့နှစ်ပေါင်းရှင်း7လေးပရိဖြစ်ပါတယ်ခင်ဗျာလေးပရိ၃၉နှစ်ဗောနော် နောက်ထပ်နံပါတ်၄နံပါတ်၄မှာရှောက်ကိုနိပရိယရှင်းနေလေးပရိယမှာဘုံတူပရိတိနိပရိတခုတည်းပဲပေါ့နော်၃ခုနေပြီးတော့နိလေးရှောက်ဆိုတဲ့အတွက်ကြောင့်မို့နိရ၄ရ၆ရဒီ၃လုံးပေါင်းရှင်းဆက်နေဖြစ်ပါတယ်နိပရိဖြစ်ပါတယ်ပေါ့နော်နောက်ထပ်နံပါတ်၅၃ရှောက်ကိုပရိယ၉၃၅ပရိယမှာ၃ခုပုံပရိဖြစ်ပါတယ်နိလေးရှောက်ပြီးတော့၃နိလေးဖြစ်ပါတယ်ခင်ဗျာ ဒါကြောင့်မို့ဒီ၃ရက်၄ရက်၄ရက်ဒီ၃လုံးပေါင်းရှင်းဒီကိုပရိဖြစ်ပါတယ်။ Okay နောက်ထပ်နံပါတ်6နံပါတ်6မှာကျွန်တော်ကိုနှင်း5ပရိရဲ့5 6တိပရိရဲ့မှာ ပုံသူပရိက6 5ပရိပေါ့နော်၃နှစ်လေးပြီးတော့ကျွန်တော်6 5နှစ်ဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာပေါ့နော်6 5နှစ်ဆိုတဲ့အတွက်ပေါင်းရှင်းဒီ5ပရိဖြစ်ပါတယ်15ပရိ5ပရိဖြစ်ပါတယ်နံပါတ်9 369ပုံပရိယ309ပုံပရိမပုံပရိတိ39ပရိပါเนาะရှင်းကနေပြီးတော့665ဖြစ်ပါတယ်665၃လုံးပေါင်းရှင်း9ပရိဖြစ်ပါတယ်ခင်ဗျာနံပါတ်8 74ပရိနဲ့3ည46ပရိထဲကပုံတူပရိတိ6ပရိဖြစ်ပါတယ်665ပြီးတော့ကျွန်တော်3 9 6ဆိုပြီးဖြစ်ပါတယ်3 9 6ဆိုတဲ့အတွက်အောင်ရှင်းတိ ်14ပြိပေါ့နော်၄ပြိဖြစ်ပါတယ်နောက်ထပ်နံပါတ်9 6 9ပြိရဲ့6 3များနေပြိရဲ့မှာကျွန်တော်6နေပုံပြိတဲ့က3 9 6ပြီးတော့6 4 6ဆိုတဲ့အတွက်ကြောင့်မို့ function ကကျွန်တော်ဒီမှာ6ပြိဖြစ်ပါတယ်ခင်ဗျာ okay ဒါလေးကိုကျွန်တော်20နဲ့တကွာပြန်လည်ပြပြီးတော့မှာဖြစ်ပါတယ်ပေါ့နော် okay ဒီမှာဆိုရင်ဒီ3 3များကိုကနေစပြီးတော့ကျွန်တော်တို့ဒီ3လုံး function ပြိတောက်6ဖြစ်ပါတယ်ပေါ့နော် ဒီ3တုံညာကိုပေါင်းရှင်နေပရေ3နှစ်ပေါင်းရှင်တုံညာ3ခုနှစ်ပေါင်းရှင်ဇေပရေနှစ်လေးလျှောက်ပေါင်းရှင်နေ3နှစ်လေးပေါင်းရှင်ကို15နှစ်ပေါင်းရှင်က6လျှောက်5သုံးလုံးပေါင်းရှင်ကို35လျှောက်ကနန်းသုံးလုံးပေါင်းရှင်လေး6လျှောက်ကနန်းသုံးလုံးပေါင်းရှင်ဒီလျှောက်ပရိဆိုပြီးဖြစ်ပါတယ်ဗောနော်โอเคဒါလေးကိုကျွန်တော်အသုံးလိုတဲ့မိတ်ဆွေတွေအတွက်ဗောနော်ပြန်လည်ပြောပြီးတော့မှဖြစ်ပါတယ်လေ့လာလို့ရအောင်ဖြစ်ပါတယ်ဗောနော်နံပါတ်1 နီးနံပါတ်၁ကိုရှားပြီးလေ့လာကြည့်အောင်လားခင်ဗျာ။ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်ဒီနီးနံပါတ်၁ပေါ့နော်။တောလုံးပေါင်းချင်းပရိတ်နံပါတ်၁ဖြစ်ပါတယ်။နံပါတ်၁ကိုဒီတုံးတုံးများကိုကနေစာမယ်ပေါ့နော်။နီးကတော့ကျွန်တော်တို့ဒီနစ်ကိုနှစ်ကြိမ်ပေါင်းมาဖြစ်ပါတယ်။တင့်มาတစ်ကြိမ်ဒီ၃ရှစ်ရှစ်မှာရှစ်ကိုအလေထိန်9နည်းမြောက်မယ်ပေါ့နော်။ရှစ်ကို9နည်းမြောက်မယ်။ပြီးရင်ကျွန်တော်အပေါင်းတင်းနဲ့ထပ်ပေါင်းသွားมาဖြစ်ပါတယ်ခင်ဗျာ။โอเคဒါဆိုရင်နစ်နှစ်ကြိမ်ပေါင်း၄ပေါ့နော်။၄နဲ့တင်းပေါင်း9 9နဲ့9ရတယ်ပေါ့နော်။ ငါအပေါင်းရှင်းငါလီဒီ40ကိုနောက်ကတင်းနဲ့ထပ်ပေါင်းတာဆိုရင်ငါနဲ့တင်းပေါင်း6 6ကိုကျွန်တော်တို့3နဲ့ပေါင်း9 9ပေါင်းရှင်းဒီ7နဲ့69နဲ့ပြိဖြစ်ပါတယ်69နဲ့ပြိမှာ3တုံညာ9ဖြစ်ပါတယ်ခင်ဗျာ3တုံညာ9ဆိုတော့3ရင်3ညာရဲ့9ရဲ့ပေါင်းရှင်းဒီ7နဲ့ပြိဖြစ်ပါတယ်ဗောနော်တပန်ဒီနေ့ငါဒီ3တုံညာကိုဆိုရတဲ့နေ့ကုန်တဲ့ချိန်ဒီငါမှာတဲ့ချိန်အလေထိန်ကို9နဲ့မြောက်ပြီးတော့ တင်တဲ့အထက်ပေါင်းတာဖြစ်ပါတယ်။ဒါဆိုရင်နေ့နဲ့ချိန်လေးလေးနဲ့၅ပေါင်းချင်းက9သုံးညလီသုံးညကို အနောက်ကတင်တဲ့အထက်ပေါင်းတာဆိုရင်9တုံညတဲ့တုံးလုံးပေါင်းချင်း30တုံညကို3နဲ့ပေါင်း3 3 3ပေါင်းချင်း6တုံည3 6ပရိမာဆိုရင်35နေဆိုပြီးဖြစ်ပါတယ်ပေါ့နော်။35နေဆိုတဲ့အတွက်ကြောင့်မို့ပေါင်းချင်းဒီ30ပရိဖြစ်ပါတယ်။တပန်းဒီ9နဲ့ချိန်ဒီ9မှာတစ်ချိန်အလဲထိန်ကို9နဲ့မြောက်ပြီးတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် နာနာကျင်းတဆယ်55ဖြစ်ပါတယ်ပြီးရင်99လီတီ95ကိုအနောက်ကတင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်မနော်99ပေါင်း10 17တစ်ကို3ပေါင်းရှင်းဒီ4 4 3ပေါင်းတာခွန်တလေးခွန်ပရိတ်မှာ39နည်းဆိုပြီးဖြစ်ပါတယ်ဒါဆိုရင်ဒီမှာ93နည်း39နည်းပေါင်းရှင်းဒီ4ပရိတ်ဖြစ်ပါတယ်ပေါ့နော်တပန်းဒီ9နဲ့ချိန်တုံမြောက်မှာတစ်ချိန်အလဲထိန်ကို9နဲ့မြောက်ပြီးတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် ငါးနှစ်ကြိမ်ပေါင်းရှင်းက30ပေါ့နော်ဒီ95လီ40နဲ့5ကိုတင်းနဲ့ထပ်ပေါင်းတာဆိုရင်ငါးနဲ့တင်းပေါင်း6 6ကို3ပေါင်းရှင်း9 3ပေါင်းစနစ်69နိပရိပါကျွန်တော်69နိပရိမှာနင်းလေး6ဆိုပြီးဖြစ်ပါတယ်နင်းလေး6အဲဒါမို့လေးနဲ့6ပေါင်း30စနစ်နိပရိဖြစ်ပါတယ်တဖန်ဒီ9နဲ့ကြိမ်ဒီလေးမှာတစ်ကြိမ်အလေထိန်ကို9နဲ့မြောက်ပြီးတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် ကိုနာချိန်၁၈ရှင်းနေ၄ပေါင်း၈၀နဲ့နှစ်ကိုနှစ်ပေးကြီးမှာဖြစ်ပါတယ်။၄၅လီ၂၀တုံမြောက်ပေးကြီးပါမယ်။ဒီတင်းနဲ့ထပ်ပေါင်းတော့ပေါင်းရှင်၃၃၃၃ပေါင်းရှင်ဒီ၆၆၃၃ပေါင်း၉၃၆၉ပရိဖြစ်ပါတယ်။၃၄၄ပေါ့နော်။၃၄၄ဆိုတဲ့အတွက်၃၄ပေါင်းတာက၅၅နဲ့၄ပေါင်းရှင်ဒီ၉၉ပရိဖြစ်ပါတယ်။ โอเคနောက်ထပ်တစ်ပင်ပါเนาะနောက်ထပ်တစ်ပင်မှာဒီနေ့ကိုနှစ်ကြိမ်လေးမှာတစ်ကြိမ်အလေးထင်ကို9နဲ့မြောက်ပြီးတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာနေ့နဲ့ကြိမ်လေးလေးနဲ့ပေါင်းတာပေါင်းရှင်းရှင်းဖြစ်ပါတယ်ပြီးရင်နေ့9လီက30တင်းနဲ့ထပ်ပေါင်းတော့ပေါင်းရှင်း9 93ပေါင်းတာ7နှစ်နှစ်3ပေါင်းရှင်း9နှစ်9ပြိမာ85နှစ်ဆိုပြီးဖြစ်ပါတယ်85နှစ်ပေါ့နော်ဒါကြောင့်မို့85နှစ်ပေါင်း10 55 9ပြိဖြစ်ပါတယ် တပန်းရှိတဲ့တရှင်ကနေဆိုတဲ့အတွက်တက်ရှိမှနာချင်းတင်မာတချင်းအလေးထင်ကို9နှစ်မြောက်မယ်တင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ရှင်းနာချင်း16ရှောင်းနဲ့တက်ပေါင်းရှင်ဒီခွန်95ချင်းပေါင်း25ဒီတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ခွန်ရ9ရ7နှစ်နေနဲ့တက်ပေါင်း3 3 3ပေါင်းရှင်6ရှောင်း3ပေါင်း9 3ရှောင်း9ပြိထက်က8ရှောင်း5ဆိုပြီးဖြစ်ပါတယ်ပေါ့နော်။ဒါကြောင့်မို့အဲ့ဒီမှာ8ရှောင်း5 3လုံးပေါင်းရှင်9ပြိဖြစ်ပါတယ်။ တဖန်ကိုကိုလေးရှေ့ဆောင်ကားဆိုရအတွက်ဒီကိုကိုနဲ့ချင်းဒီကိုမှတချင်းအလဲကိုငားနဲ့မြောက်မယ်တင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ဒီမှာကျတော့ကိုသုံးချင်းပေါင်း20နဲ့ခွန်65 30တည်တာဆင်းရှေ့ရမယ်ပေါ့နော်ရှေ့ကိုသုံးနဲ့ပေါင်း73တည်သုံးပေါင်း6ရှစ်တလေးပရိသေက3960ပြီဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့ဒီမှာဆိုရင်အောင်ရှင်းဒီလေးပရိဖြစ်ပါတယ်ဗောနော်။ နောက်ထပ်ဒီ9နှစ်ကြိမ်ပေါင်းမယ်တုံများမှာတစ်ကြိမ်အဲ9နှစ်မြောက်မယ်တင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်9နှစ်ကြိမ်ပေါင်းရှင်ဒီ10 9925တင်းနဲ့ထပ်ပေါင်းတော့ပေါင်းရှင်6 6 93ပေါင်း993 7 6 9နှစ်ပြိတဲ့ကအလျှောက်လေးရှောက်ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာတော့တုံးလုံးပေါင်းရှင်ဒီရှောက်ပြိဖြစ်ပါတယ်ပေါ့နော်ဒီမှာဒီလိုတောက်လျှောက်အနောက်ဆုံးတုံးတောက်လျှောက်ဆိုပြီးမယ်ဒီတစ်ပတ်မှာရှောက်ပြိဆိုပြီးတော့ပေါ့နော် 18ကြိမ်မှာတုံများနှစ်ကြိမ်ခုနှစ်မှာတစ်ကြိမ်လေထိန်ကို၄နှစ်မြောက်ပြီးကျွန်တော်လေထိန်၄ကို၅နှစ်မြောက်ပြီးတင်းနေထပ်ပေါင်းတာဖြစ်ပါတယ်တုံများနဲ့ခွန်ပေါင်းရှင်းကခွန်၄၅လီ20တက်ခွန်နဲ့တက်ပေါင်း8 83ပေါင်းနာ7တင်း3ပေါင်းလေ8လေးပရိသေပြီးရမှာဖြစ်ပါတယ်ဗောနော်โอเคကျွန်တော်ဒီ3တုံညာကို2 3 5 2တုံညာကနေဒီပရိ3လုံးတောက်လျှောက်ဒီ18ကြိမ်မှာ ဆက်ပြီးတော့ OK မယ်ဆိုရင်၈၄ break ဆိုပြီးရမယ်ပေါ့နော်။ဒါဆိုရင်နံပါတ်30မှာနီးနံပါတ်1က၈၄၄ break ဖြစ်ပါတယ်ခင်ဗျာ။၈၄၄ break ပေါ့နော်။ OK ဒါဆိုရင်နောက်ထပ်ကျွန်တော်ဒီနီးနံပါတ်2ကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ OK ဒါကတော့ကျွန်တော် break နံပါတ်2ဖြစ်ပါတယ်ပေါ့နော်။သုံးလုံးပေါင်းရှင် break နံပါတ်2ဒီခုနလိုမျိုးအစားအနေတော့မပြတော့ဘူး။ဒီ၃ပင်ပြပေးသွားမယ်ပေါ့နော်။ ဒါဆိုရင်ကိုယ့်အဒီမှာ3ချိန်ဆိုတဲ့အတွက်29ဒီ3ကတစ်ချိန်ဖြစ်ပါတယ်။ရှင်းနဲ့ဒီလေးပေါင်းတာက7နှစ်ဖြစ်ပါတယ်။ကိုယ်နဲ့ရှင်းပေါင်းတာဆက်ခွန်ကိုခွန်ပဲရေးပြီးတော့နောက်က7နဲ့ထပ်ပေါင်းတာပေါ့နော်။ဒါဆိုရင်ခွန်နဲ့3ပေါင်း10 9ခွန်နဲ့7ပေါင်းရှင်းရှင်းနဲ့2ပေါင်း10ပေါ့နော်။၃ညကို6နဲ့ပေါင်းရှင်းဒီ6 6ကို2ပေါင်းရှင်းဒီ6၃ညလေး6ပြိမ်းပါ3 5 6ဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့ကျွန်တော်ဒီမှာ9နဲ့6ပေါင်း7 10နဲ့3ပေါင်း6 6ပြိမ်းပေါ့နော်။ ဒီမှာ၃ညလေးချောင်းမှာ၃၅၆လေးပရိဖြစ်ပါတယ်ပြီးတော့ဒီ၆၃ညနိစရာလေးဆက်ကြည့်အောင်ပေါ့နော်ဒီအပေါ်လိုမျိုးပဲကျွန်တော်ဒီ၅နှစ်ချိန်ပေါင်းရှင်းက30ဒီ7တစ်ချိန်တုံညနဲ့နိပေါင်းတာကနေဖြစ်ပါတယ်နင်းပြီးရင်တင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်နင်းနဲ့နိပေါင်း၄၅၆အဲဆိုရင်6ကို4နဲ့ပေါင်းတာက30တုံများကို2ပေါင်းတာ2 6တုံများ2ထက်က6 4 6ဆိုရတဲ့3လုံးပေါင်းရှင်းဒီ6ပြည့်ဖြစ်ပါတယ်ဗောနော် 63မြနစ်မှာ646ဒီမှာပါနော်63မြနစ်မှာ646ဒီ short break အဲဆိုရင်ဒီ78ချိန်မှာဒီနေ့အရာကျွန်တော်ဒီမှာ2ချိန်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 ပါနော်2ချိန်2ချိန်တုံမြနစ်နဲ့မှာဆိုတဲ့အတွက်38နဲ့မှာပေါင်းပြီးတော့နေ့နဲ့တုံမြနစ်မှာဆိုတဲ့အတွက်9နဲ့တုံမြနစ်နဲ့ပေါင်းပြီး10နဲ့ထပ်ပေါင်းသွားတာဖြစ်ပါတယ်အဲဆိုရင်9ကတစ်ချိန်ဖြစ်ပါတယ်ဒီ8ကတစ်ချိန်38ပေါင်းတာက73ခွန်အပေါင်း8ပါနော် ပေါင်း၁၀လေနဲ့လေပေါင်းရှင်သည်ရှင်းရှင်းနဲ့နှစ်ပေါင်း30 4 3ညပြည့်စုပြီးဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီမှာ4 6 3ညပုံတူပြည့်သည်6 6ဒီမှာ6တလုံးပါတယ်။တိကတော့ဒီမှာမပါဘူး။လေလေရှင်းလေးပုံပြည့်စုပြီးရတယ်ပေါ့နော်။ဒါကတော့ကျွန်တော်ပြည့်3လုံးနှီးနှမျိုးပုံတူပြည့်နှလုံးရတာဖြစ်ပါတယ်ပေါ့နော်။ ရှစ်လေးပရိတ်ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ချိန်မှာတင်ပြထားတဲ့သုံးလုံးပေါင်းရှင်ပရိတ်ကိုဆက်ပြီးကြည့်အောင်ပါနော်။ Okay ဒါကတော့ကျွန်တော်စောပိုင်းမှာတင်ပြထားတဲ့ပရိတ်ဖြစ်ပါတယ်ပေါ့နော်။နှင်းလေးလျှောက်နှင်းလေးလျှောက်ပရိတ်၆လုံးနှီး၂မျိုးပုံတူသည့်တုံများတင်းနှင်း၃ခုမှာ၃ပရိတ်ခုခုကိုခုနှစ်ပရိတ်ခုတုံများတုံများခုနှစ်ပရိတ်၃ခုခု၃ပရိတ်၈၉လေး၄ပရိတ်၅၆တုံ၃ပရိတ်၆၈ခု၃ပရိတ်နှင်းနှင်းခုတော့ဖြောက်ဖြစ်ပါတယ်ပေါ့နော်။ အဲ့ဒီမှာဆိုရင်16ကြိမ်မှာကျွန်တော်ပုံသူပရိသတ်16နေ့လျှောက်ပရိသတ်ရတယ်ပေါ့နော်16နေ့လျှောက်ပရိသတ်မှာဒီနေ့ပရိသတ်ကတော့အားနေတယ်ပေါ့နော်ဒီမှာကျတော့ကျွန်တော်14ဆိုတော့ကျွန်တော်ဒီ16ကြိမ်မှာ10ပရိသတ်အကောင်းဆုံးဖြစ်သွားမယ်ပေါ့နော်တင်ရှာနေ့အရာပေါ့နော်10ပရိသတ်အကောင်းဆုံးဖြစ်သွားမှာဖြစ်ပါတယ်ပရိသတ်၄မျိုးပုံသူပရိသတ်10ပရိသတ်အကောင်းသွားမှာဖြစ်ပါတယ်ပေါ့နော် ရှင်းပရရဲ့ကျွန်တော်ဒီ9ရဲ့6ရဲ့ဒီ4ရဲ့ကတော့အရင်ဖြစ်သွားပြီပေါ့နော်အကောင်းဆုံးပရအနေနဲ့ကျွန်တော်ရှင်းပရအားသာသွားမှာဖြစ်ပါရယ်ခင်ဗျာโอเคဒါတင်ရှာနည်းရပါတော့တင်ရှာနည်းရကျွန်တော်ဆက်ပြီးတော့ okay သွားနိုင်တယ်လို့ပြက်လဲပြက်သွားနိုင်တဲ့အတွက်ကြောင့်မို့ကြီးရှုတဲ့အခါမှာမေရှင်ရဲ့ဆုံးဖြတ်ချက်ကိုဒါလေးအတည်ပြုပါပါတော့โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြီးရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မေရှင်များအားလုံးလည်း ကိုစိတ်ချမ်းပါဆက်ရှင်တာပြီးကောင်းကျိုးလိုရာဆန္ဒပြည့်စုံကြပါစေခင်ဗျာ။